နောက်နေ့မှာတော့ကိုတိုင်းက Spirit League ကိုနှိမ်နင်းမှုထွက်ခွာတော့မှာဖြစ်ပြီး BMA ကြီးရဲ့အဆောင်တစ်ယောက်ကသူစီရောက်လာကကိုတိုင်းရဲ့ support သူအဖြစ်တာဝန်ပေးခံလိုက်ရတာကိုပြောပါတယ်။အက်ဂလာကတော့စစ်တီတွေရဲ့ခေါင်းဆောင်လုံးမှာပဲဖြစ်ပြီးမြင်းနဲ့ထွက်ခွာသွားကကိုတိုင်းနဲ့ကြောင်မာလီတို့ကအလံတစ်ခုထောင်နေပါတယ်။သူတို့တွေကလည်း Spirit League ရှိရာကိုတွားနေကြပြီးကိုတိုင်းရဲ့အလံကိုတွေ့တဲ့အခါစစ်တီတွေကလည်းစိတ်အားထက်ထန်သွားကြပါတယ်။လမ်းမှာလင်းတို့တွေကသူတို့စီကိုလာတဲ့အခါကိုတိုင်းကလင်းတို့တွေအလုံးကိုအာယုံများထားလိုက်ပြီးအက်ဂလာရဲ့အဖွဲ့သားတွေကလည်း Spirit League ကိုမျှခွန်နေပါတယ်။ကိုတိုင်းတို့လည်းအရှိမှာပါ Monster တွေပေါ်လာတာကြောင့်ရှင်းရှားဖို့လုပ်ပေးမယ်။ ဟိုရိုင်းကမြေကဘာဆွဲအောက်ကိုထိန်းချုပ်လိုက်ပြီးသူတို့နောက်လိုက်လာတဲ့လင်းတို့တွေကိုအပြီးရှင်းနိုင်လိုက်ပါတယ်။ဒါပေမဲ့မြေကြီးပေါ်မှာရှိနေသေးတဲ့ monster တွေကိုတော့သူတို့တွေကအသာလေးအနိုင်ယူလိုက်ပြီးတစ်ဖက်မှာတော့စစ်သည်တွေက spray လေးရဲ့ညာခြေတောက်ကိုဝိုင်းပစ်နေကြကညာခြေတောက်ကပြတ်သွားပြီးစစ်သည်တွေကအထိနာသွားပါတယ်။ဘုံစစ်သည်တွေကနောက်ဆုတ်သွားပြီး spray တိုးရတဲ့အချိန်ကခေါင်းဆောင်မဲ့ကျန်တော့တာကိုပြောနေကခေါင်းဆောင်ကအသေးခံဘုံခွက်ပြီး spray လေးကိုမပြေးနိုင်အောင်လုပ်လိုက်ပါတယ်။ကိုရိုင်းတို့ကလည်းလက်အနီးနားသွားပြီးရုတ်တရက်ခွေရိုင်းကတခုခုကိုသတိရသွားပြီး spray လေးကဝိညာဉ်တွေကိုဓာတ်ရိုက်မယူနိုင်မဲ့မေ့လဲနေရင်3မိနစ်တုန်းအွှွန်နေတဲ့တိုက်ခိုက်တတ ကိုပြောပါတယ်ကိုတိုင်းကလည်း spirit lake ကအဲ့လဝိညာဉ်တွေကိုလိုအပ်နေတာလားလို့အဟင်နေတဲ့အခါဟိုရိုင်းကလည်း spirit lake ကလိုအပ်တာထပ်ပို့ယူနေတာကြောင့်ထိန်းချုပ်နေတဲ့သူရဲ့လက်ရှက်ဖြစ်နိုင်တာကိုပြောပြကယုဒိယတိုက်ခိုက်ခံရပေမဲ့ကိုတိုင်းကကာပီလိုက်တာကြောင့်ဘေးကင်းသွားပါတယ်ကိုတိုင်းကလည်းအကြံရသွားပြီးအကုန်လုံးကိုလှဲဖို့ပြန်တက်ဖို့ပြောနေကသူနဲ့လိုက်လာတဲ့ဘီရင်မရဲ့အဆောင်ကိုလည်းစပြန်ပေးဖို့ပြောနေပါတယ်ကိုတိုင်းတို့ကတိုက်ခိုက်မခံရအောင် spirit lake ရဲ့အောက်မှာနေမှာပဲဖြစ်ပြီးအက်ကလာကလည်းသူမရဲ့အုပ်စုတွေနဲ့ spirit lake စီရှိတတ်ပါတယ်တစ်ဖက်မှာတော့ဘီရင်မကကိုတိုင်းကပလန်နောက်တစ်ဆင့်လုပ်တော့မယ်လို့ပြောတာကိုသိလိုက်ရပြီ media စက မက်ဂျစ်တွေကို high class mode သုံးဖို့အသင့်ပြင်ခံလိုက်ပါတယ်။ကိုတိုင်းကလည်းမက်ဂျစ်တွေက high class mode သုံးမှကိုစောင့်နေပြီ။ MMO ကစွမ်းအားကုန်လုံးတာကြောင့်တစ်ခါပဲသုံးလို့ရပါမယ်။ MMO အစွမ်းနဲ့ spray လေးကိုမလုံနိုင်အောင်လုံနိုင်ရင်တော့သူတို့တွေကဝင်ရှားလို့ရတာကြောင့်အဆင်ပြေတာကိုပြောနေက spray လေးစီသွားနေပါတယ်။ဒါပေမဲ့လမ်းမှာ spray လေးရဲ့ familiar တွေပေါ်လာတာကြောင့်ဟိုရိုင်းကလည်းသူမထိမိထားမှာကြောင့်ကိုတိုင်းတို့ကို spray လေးကိုတိုက်ခိုက်ဖို့ပြောနေပါတယ်။မက်ဂျစ်တွေက high class mode သုံးတဲ့အခါ spray လေးရဲ့ level မှာတန်ရာရသွားပြီ။ကြောင်မလေးနဲ့ငှက်မလေးတို့ကလည်းတန်ရာကိုနှစ်ယောက်ပေါင်းအစွမ်းနဲ့ခုတ်ပေးလိုက်ပါတယ်။ spray လေးကလည်းပြေးဖို့လို ုပ်ပေးမယ်ကိုတိုင်းကသူ့ရှိကိုဒင်ရထဲမှာထည့်ထားလိုက်ပြီဟိုရိုင်းကသူ့မမှာရှိတဲ့အစွမ်းတွေကိုကိုတိုင်းကိုပေးလိုက်တာကြောင့်ရှိကပိုကြီးသွားပြီကျောင်းမလေးနဲ့ငှက်မလေးတို့ကနောက်တစ်ချက်ထက်ကုတ်လက်ကစပရေးလေးရဲ့ကောင်းကိုဖြတ်ပြီးနှိမ့်နှင်းနိုင်လိုက်ပါတယ်အကောင်လုံးကလည်းစပရေးလေးကိုနှိမ့်နှင်းနိုင်တာကြောင့်ဝမ်းသာနေကြပေမယ်ကိုတိုင်းတို့ကတော့ဟိုရိုင်းကပြန်ပေါ်လာတာကြောင့်စပရေးလေးကအသက်ရှင်နေသေးတာကိုသိလိုက်ရပါတယ် ဂျီရှီယာကစင်းရဲတဲ့မျိုးမြင့်အိမ်မှာမွေးဖွားခဲ့ပြီးသူတို့တွေကငွေကြေးပိုင်းမှာမရှမ်းသာပဲမယ်။ရွာသားတွေကသူမအပေါ်ကောင်းပေးတာကြောင့်သူမိဘတွေနဲ့သူမကပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကိုဖျက်ဆီးနေရတယ်။ဒါပေမဲ့တနေ့မှတော့သူမိဘတွေကမျိုးမြင့်တယောက်ရဲ့အကျွေးပြတ်မဆက်နိုင်တာကြောင့်ဂျီရှီယာကအခေါ်ခံသွားရပြီးဂျီရှီယာလည်းသူမဘဝကဆုံးပြီလို့တွေးနေပါတယ်။ဒါပေမဲ့အီဆူဂီကသူမကိုလာကယ်တင်ပေးခဲ့ကအဲ့အဖြစ်ပြက်ကိုအဖွားကိုဟိုရိုင်းနဲ့ကြောင်မလေးတို့ကိုပြောပြနေကဟိုရိုင်းကလည်းအီဆူဂီကအခုစစ်ပွဲမှာဘေးကင်းမှာပါလို့နှစ်သိမ့်ပေးနေပါတယ်။နောက်နေ့မှတော့စပရီလိတ်ကအသက်ရှင်နေသေးတာကြောင့်ကိုရိုင်းတို့အဖွဲ့ကဟိုရိုင်းက ရီလိမ့်နဲ့နေရင်မှတ်ညံနေပြန်ရလာတတ်တာကြောင့်လက်ရက်ကြောဖို့တက်ကြည့်ကအာနာချက်ချကြည့်မှာပဲဖြစ်ပါတယ်။တနရာကိုရောက်တဲ့အခါကိုတိုင်းကသူတို့တွေဒီတိုင်းလျှောက်သွားနေရင်အလကားပဲမောပန်းမှာကြောင့်စကန်းရှာထားမှာကိုပြောနေပြီးကျန်တဲ့သူတွေကလည်းကိုတိုင်းကမွန်စတာကျုံးပေါ်မှာနေနေရကြောင်းလျှော့ရနေပါတယ်။ညဘက်မှာတော့ဟိုရိုင်းကရုတ်တရက်ကောင်းမလာပြီးကိုတိုင်းကလည်းမြူတွေမဖုံးမဲပျောက်သွားတာကြောင့်တခခုလွဲနေတာကိုပြပြကဟိုရိုင်းကလည်းသူတို့သွားဖို့တနရာကိုညွှန်ပြပြီးသွားကြည့်တဲ့အခါပျက်စီးနေတဲ့ရွာတစ်ခုကိုတွေ့ပါတယ်။နောက်နေ့မှာတော့ဘီယမားနဲ့စစ်သည်တွေကရောက်လာကအလောင်းတွေကိုအိမ်ထဲကထုတ်ကြပြီးဘီယမားကြီးကလည်း spray လိုက်တာရုတ်တရက် ရဲ့မနှိုးထားလိုက်ရင်ရွာသားတွေကအသက်မဆုံးရှုံးသွားမှာကိုပြောနေကဘီရင်မကြီးကသူမလက်အောက်ကလူတွေရှာတွေ့ထားတဲ့ဖခင်ကြောင့်တခုစီကိုတိုင်တို့ကိုခေါ်သွားပါတယ်အထဲမှာတော့စာတွေကတဆင်ဖခင်ကြောင့်ကစပေးလေးအတွက်လှုပ်ထားတာကိုသိရပြီးနေရာမှာပုံဆွဲထားတာကိုတွေ့ပေမဲ့ပုံထဲမှာကလက်ကိုပိတ်ထားတဲ့မှော့အကြောင်းမပါတာကိုပြောနေပါတယ်စက်ကြည့်နေရင်စာရေးထားတာတခုကိုတွေ့ပြီးရီရှီယာကသူမမဖတ်တတ်တာကြောင့်ရေးထားတာကတခြားသူရဲကောင်းတွေရေးထားတာဖြစ်နိုင်တာကိုပြောနေပါတယ်ကိုတိုင်ကလည်းစာကိုဖတ်ကြည့်လိုက်တဲ့အခါစာကဂျပန်စာဖြစ်နေရကြောင်းအံ့ဩနေပြီးစာထဲမှာနံပါတ်ခွန်လိုရေးထားတာကိုဖတ်မိတဲ့အခါကိုတိုင်လည်းပေါ်လာတဲ့နံပါတ်နဲ့ဆက် နွယ်နေရာများလာလို့တွေးနေပါတယ်။ဖွေရိုင်းကလည်းတဖြည်းဖြည်းနဲ့မှတ်မိလာပြီ။ဖះเจ้าနဲ့မှစပရေးလေးရဲ့အတားအဆီးအကြောင်းနဲ့အတားအဆီးကိုဖျက်နှီးရှိတာကိုပြောပြနေကရုတ်တရက်ဖះเจ้าကပြူလာတာကြောင့်သူတို့တွေလည်းအသေးစိတ်မကြည့်လိုက်ရပဲအပြင်ထွက်ပြေးလိုက်ရပါတယ်။ဘီယမားရဲ့အဆောင်တစ်ယောက်ကလည်းရောက်လာပြီးစပရေးလေးကပြန်နှိုးထလာတာကြောင့်လက်ရက်ခန္ဓာကိုယ်ပေါ်ကဆင်းဖို့ပြောနေကကိုရိုင်းကလည်းတိခန်နီမှာအခွင့်အရေးကိုလက်လွတ်လိုက်ရတာကြောင့်ခံပြင်းနေပါတယ်။ဒါပေမဲ့ဖွေရိုင်းကလက်ကိုဘလို့အနိုင်ယူရမလဲဆိုတာမှတ်မိနေရကြောင့်ပြဿနာမရှိတာကိုပြောနေကလက်ရက်ခန္ဓာကိုယ်ထဲကိုဖះเจ้าကနေတဆင့်ဝင်ပြီးအထက်ကနှလုံးကိုဖျက်ဆီးရမှာပြောနေပါတယ်။ကိုရိုင်းကလည်း ကြောင်မလေးဟိုရိုင်းငှမလေးတို့နဲ့သွားဖို့လုပ်ပေးမယ်ရီရှီယာကပါလိုက်ရှင်တာကြောင့်ခေါ်သွားလိုက်ပါတယ်ရုတ်တရက်သူတို့တွေကိုတယောက်ယောက်ကလာချတာကြောင့်ကိုတိုင်းလည်းကာလိုက်ပါတယ်သူ့ကိုလာချတာကတော့တခြားစွန့်စားသူတွေပဲဖြစ်ပြီးကိုတိုင်းကလည်းဘာလာလုံးနေကြတာလဲလို့မေးလိုက်ပါတယ်သူတို့တွေကလည်းဘီမကြီးကကိုတိုင်းကိုကူပေးဖို့လှွတ်လိုက်တာကြောင့်ရောက်လာတာကိုပြောတဲ့အခါကိုတိုင်းကလည်းတန်ရာဝင်နေပြီးကြောင်မလေးကိုစစ်ဆေးတဲ့မှုတစ်ခုတုံ့ခံလိုက်ပါတယ်အဲနောက်စွန့်စားသူတွေကအမှန်တော့ရုတ်ပြတ်ထားတဲ့လက်တို့အဖွဲဖြစ်နေတာကိုသိလိုက်ရပြီး glass ကိုပါတွေ့ရတာကြောင့်ကိုတိုင်းလည်းအံ့ဩနေပါတယ်